ဟုတ်ပြီကိုထက်တဲ့အခုကျွန်တော်မေးချင်တာကတော့အခုကယာတီဥဒုကိစ္စမဟုတ်ဘူးအခုနယ်သာလန်မှာဟိုစစ်ဖြစ်လာမယ်ဆိုရင်အများပြည်သူတွေနဲ့ဟိုကြိုတင်ပြင်ဆင်ဖို့အတွက်အလုပ်တွေရှုံနေကြရလို့ကြားပါတယ်အဲ့ဒီအတွက်မေးချင်တာပါအဲ့ဒါဟိုဘလို့အချင်းနေလဲကိုထက်တဲ့တော့အဲ့ဒါကြီးလုံနေရလားဗျာဟိုအဲ့ဒါတိတိတော့လေးကျွန်တော်တို့မျှဝေပါဗျာဟုတ်ကျွန်တော်တို့ NATO လက်ရှိဥပဒေကနယ်သာလန်နိုင်ငံရဲ့အရင်ဦးနှိမ့်ချုပ်ဖြစ်ပါတယ်အဲ့ဒီတော့ကြောင်းလို့ ျွန်တော်တို့တွေကစစ်တင်တယ်ပဲပြောပြောကျိုတင်စီတယ်ပဲပြောပြောတကယ်လို့များလားရုရှားကဥရောပနဲ့အတိုက်ခံဖြစ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကောက်ထားတဲ့စီးနေရဂျာမနီကပထမလို့အများဆုံးကပ်ပြီးမဲ့ဥက္ကဋ္ဌနယ်သမင်းဖြစ်နေတယ်။အဲဒီကြောင့်လို့နယ်သမင်းမှာကျွန်တော်လွန်ခဲ့တဲ့6လလောက်ကနေစရော F6 တင်တဲ့လူငယ်တွေခေါ်ဖို့ training ပေးတယ်။နောက်တော့လွန်ခဲ့တဲ့3လလောက်ကနေစပြီးတော့ စစ်စခန်းတွေရှိတဲ့မြို့တွေမှာဆိုလို့ရှိရင်သူတို့မြို့နယ်တို့ခုတွေကိုအရေးပေါ်အခြေအနေအတွက်ရိတ်ခါနဲ့ပြောတဲ့ PC တွေတို့တော်မှုသူတို့စပြီးတော့မှလုပ်ကြတဲ့စပြေတယ်လိုခဲ့တဲ့တလားလောက်ရောက်တဲ့အခါမှာတော့ကျွန်တော်တို့ဒီလောက်ကတော့အဲ့ဒီမြို့ကလူတွေဆိုလို့ရှိရင်သူတို့အရေးပေါ်ခိုလုံမဲ့နေရာတွေစပြီးတော့ direction နဲ့စိုက်ကပွဲရဆိုတော့သူတို့ဗမာပြည်ဆက်ပြန်ကြအခုနောက်ဆုံးလာမယ့်24 25ရဲ့ဇွန်လမှာတော့ ဒီ NATO summit ညီလာခံက Netherlands တန်းဟာမှာလုပ်မယ်။အဲဒီတော့ကြောင့်လို့ခုတို့ကျွန်တော်လေးဘွဲမှာအဝင်အထွက်တွေကိုလုံညူရေးနှစ်ဆတုံးနေတာကျွန်တော်တို့တွေ့ရတယ်။ကျွန်တော်တို့ကားတွေမောင်းလို့ရှိရင်အကုန်ဆက်တာ။အကုန်လုံးပပနေမှာတနတ်တွေအကုန်စောင့်တယ်။တော့တဘွားတော့ Netherlands ရဲ့လုံညူရေးကိုနှစ်ဆတုံးလားထပ်နေတယ်။ဘာကြောင့်လဲဆိုတော့ဥရောပအကောင်းဆောင်တွေနဲ့ NATO အကောင်းဆောင်တွေနဲ့လာတဲ့အချိန်မှာစုံတရာမဖြစ်အောင်လို့အတွက် ဖြစ်နိုင်တဲ့အနေအထားလည်းရှိတယ်။ဟုတ်ပြီကိုထက်တဲ့အဲ့တော့ခုနကကိုထက်တဲ့ပြောသူတခြားမြို့တွေမှာမလို့စစ်စခန်းရှိတဲ့မြို့တွေဆိုရင်ဘယ်လိုမျိုးစီမံရမလဲညွှန်ကြားချက်တွေပေးတယ်။အခုဟိုကိုထက်တဲ့ဟိုအခုဟိုပါပေါ့နော်ဟိုလာမဲ့မကြခင်မှာနေတိုးထက်ပြီးစီဝေးရှိတယ်ဆိုတော့ဟိုကိုထက်တဲ့နေတဲ့နေရာကဟိုဘယ်နေရာနဲ့နေလဲဘယ်လိုမျိုးအန္တရာယ်ရှိနိုင်တဲ့အနေအထားမျိုးလဲ။ဟုတ်ကဲ့ကျွန်တော်နေတဲ့မြို့ကအမ်စတာဒန်ရဲ့နိုင်ငံတကာလေရင်ကွင်းရဲ့ကျွန်တော်နေရာကတပိကနေနေဖြစ်တယ် ငွေပဲဆိုလို့ရှိရင်ကျွန်တော်မျိုးအပေါ်ကနေဖြတ်ပြီးတော့နိုင်ငံတကာလေသိက်တွေကအစင်းပြက်လောက်တာအထူးသဖြင့်ဥရောပဒွင်းသွားတဲ့လေနံတွေငယ်လေးအပေါ်တော့ကျွန်တော်အိမ်ခေါ်မှုကပြန်ရတယ်နေတာအဲ့တော့တကယ်လို့များ အဲဥရောပခေါင်းဆောင်တရားကိုမစ္စတာကသားပြင်တော့ကျွန်တော်ဒီဘောင်ဘူကိုကြားပါလေအဲ့ဒီလမ်းတော့မှရှိတယ်ဟုတ်ပြီအဲ့တော့ဟိုလေးကွင်းနဲ့နီးတဲ့အန်ဒီရရှိတာပေါ့နော်ဟုတ်ပြီအဲ့တော့အခုကျွန်တော်သိထားတာပေါ့နော်ဟိုပြီးခဲ့တဲ့မနေ့ကထင်တယ်မနေ့ကစပြီးတော့၃ရက်လို့ကြားတယ်ရုပ်တရက်ပေါ်တော့အဲ့လိုမျိုးတစ်ခုခုဖြစ်သွားရင်မလုပ်မလဲဆိုတဲ့ဟာမျိုးသူတို့ training ပေးမယ်ပြောတယ်ဆိုအဲ့လိုကြားထားပါအဲ့ဒါနဲ့ပတ်သက်ပြီးရှင်းပြပြပါဦးဘယ်လိုမျိုးညွှန်ကြားထားတာရှိလဲဆိုရကိုထေးတင်းတို့အခုနေတဲ့နေရာကိုမလုပ်ရမယ်ပြောလဲအဲအဲ့ဒါက စိမိလင်ဘောရသဘောတရားရဆက်သွေးဖတ်တော့ခြင်းရန်သူကမိမိကိုဘာလုပ်လဲဆိုဆက်သွေးဖတ်တော့လဲကျွန်တော်တယ်လီဖုန်းတာဝါတိုင်းတွေကိုဖြတ်ပစ်နိုင်တယ်လူကိုယ်တိုင်လာရောဖြတ်ပြင်မယ်ဒရုန်းနဲ့လာရောဖြတ်ပြင်မယ်အဲ့ဒီအတွက်အစိုးရကဘာပြောလဲဆိုတော့လူတိုင်းကိုအရေးပေါ်သောမို့လေရေဒီယိုဆောင်တာပါ။ဟောရေဒီယိုဝက်ခိုင်းတာပြီ။ဟုတ်ကဲ့ရေဒီယိုဝက်ခိုင်းတာလေ။အဲ့တော့သူက ဒီကနေပြီးတော့တခုဖြစ်လို့ရှိရင်ကျွန်တော်တို့ assessment အားလုံးပြတ်သွားခဲ့မှာဆိုလို့ရှိရင်တော့ radio တခုနဲ့အလုပ်လုပ်အောင်သူတို့ပြောတာနားထောင်တော့ကျွန်တော်အဲ့တိုင်းလုပ်ကြအောင်ပို့လို့ radio ခိုင်းတာလေနောက်တစ်ခုကဘာလုပ်ခိုင်းတာလဲဆိုလို့ရှိရင်ကျွန်တော်တို့ battery နော်အရေးပေါ်လက်စစ်ဒါဘေးယုံလေအခွဲငါလို့ရှိရင်လက်စစ်ကြီးပြတ်သွားလို့ရှိရင်ကျွန်တော်တို့ဥရောပလက်စစ်နဲ့အများကြီးအသုံးပြုရက်ပြီးကြတဲ့အခါကျတော့အဲ့ဒီကိုပြင်ဆင်ထားဖို့ပြောရအထူးသဖြင့်တော့ internet တွေ ဟုတ်လားအိမ်ကထမင်းချက်တာကြီးအမျိုးစုံပေါ့လေအဲ့တော့ကျွန်တော်ကဘာလုပ်ထားလို့ကျွန်တော်တော့ဘယ်စီဝယ်ထားလဲအိုကြီးကျွန်တော်ဝယ်ထားတယ်အဲ့ဒါအရေးပေါ်အခြေအနေပါကျွန်တော်ကအဲ့ဒီအိုကြီးကောက်တယ်ပြီးလို့ရှိရင်ကျွန်တော်ကဒီမှာကျွန်တော်ကဘာလေးဝယ်ထားလဲဆိုတော့ဒီမှာနောက်တစ်ခုက220ကွန်ပျူတာလေးပါဝယ်ထားတာအဲ့ဘယ်လိုအိုးနဲ့ကျွန်တော်ဒါလေးနဲ့ရှင်းလို့ပြင်ကျွန်တော်အိမ်မှာကျွန်တော်220ထုတ်လို့ရတယ်အဲ့တော့ကျွန်တော်အိမ်မှာမီးမပြတ်ဘူးအဲဒီကနေပြီးတော့ကျွန်တော်က ဘာထားတော့ရလဲဆိုတော့ကျွန်တော်ဆန်ဒီလို20အပိုဝယ်ထားတယ်ရှီတဘုံဝယ်ထားတယ်ပြီးတခြားဆက်ပြုတ်ကြာစီတူပူတွေအကုန်လုံးကျွန်တော်တက်တာဘူးနဲ့ဘောနော်ဟို let's say luggage နဲ့အပြည့်ကျွန်တော်ဝယ်ထားလိုက်အဲ့တော့ကျွန်တော်အဲ့ဒီကောင်ကားတော်တင်လို့ကျွန်တော်ကားလေးပြစ်စီနေတယ်ကျွန်တော်တော်တော့မှာတော့တော့မောင်းတော့ပုံးနေလို့ရှင်လဲအဲကျွန်တော်နှစ်သုံးလတော့ကျွန်တော်ပုံးနေလို့ရတယ်အလံငူထဲမှာပြစ်ပြောင်းတာပဲသုံးပေါင်းနေလို့ရတယ်အကုန်လုံးကျွန်တော်ပြင်ထားတယ် အဲ့တော့အဲ့ဒီဟာတွေအကုန်လုံးကအစိုးရညွှန်ကြားချက်တွေပေါ့ဟိုပြင်ဆင်ဖို့ပါညာဆိုတာပြင်ဆင်ဖို့ကသူကကျွန်တော်တို့ရှူလာတဲ့အညွှန်ကြားတွေကတော့အတူတူလေးပါပဲအဓိကကြားတဲ့ချက်ကနယ်လင်းနိုင်ငံမှာအရေးပေါ်အခြေအနေကပြစ်စစ်တပ်ပြတ်တောက်သွားနိုင်တဲ့အခြေအနေရှိတယ်အဲ့ဒါကြောင့်လို့နယ်လင်းအစိုးရကနေပြီးတော့မှအိမ်ကုန်တွေအကုန်လုံးနဲ့နေထိုင်သူတွေအကုန်လုံးကိုပြင်ဆင်ထားကြဖို့ညွှန်ကြားချက်ထွက်လာပါတယ်အဲ့ဒါကြောင့်ဒီအိမ်ကုန်ပိုင်ရှင်တွေကလည်း လက်ရှိနေထိုင်တဲ့လူတွေရဲ့လူတွေကိုထပ်မံသတိပေးတယ်အဲ့ဒါဘာလဲဆိုလို့ရှင်ပြည့်စစ်မီပြတ်တောက်တဲ့အချိန်မှာဘယ်လိုနေထိုင်ရမလဲဆိုတော့ကြိုတင်လေ့ကျင့်ခန်းလုပ်အဲ့ဒီလေ့ကျင့်ခန်းကကျွန်တော်တို့အချိန်လည်းမပေးဘူးနိုင်လည်းမပေးဘူးမနေ့9နာရီနေပြီးတော့ညနေ4နာရီအတွင်းကြိုက်တဲ့အချိန်မှာပြီးပြတ်မယ်အဲ့ဒီအချိန်အတွင်းမှာနေနိုင်အောင်လို့လေ့ကျင့်မှုကကြိုတင်ပြင်ဆင်ထားပါဆိုလို့ကျွန်တော်တို့ကအကြောင်းကြားတာရောက်လာဩဟုတ်ပြီ အဲ့ဒါဘယ်ဒိတ်ကဘယ်နေ့လဲဒီနေ့လားမနေ့ရလားအာ ကျွန်တော်တို့တကယ်ကမနေ့ရပါဘူး18ရက်နေ့ရနေစပြီးတော့ကျွန်တော်ဒီလာမဲ့တောက်ကြလေးဒီထပ်လာတယ်ဟောအဲ့ဒီကြားထဲမှာမီးဖြတ်မယ်ပေါ့နော်ဟိုလေ့ကျင့်ခန်းအတွက်ကိုဟုတ်တယ်နောက်တစ်ခုကသူတို့ရှိမှဘာဆက်မလဲအဲ့ဒီမှာမီးပြက်သွားခဲ့လို့ကျွန်တော်တို့ကတချို့လူတွေကလာနှလုံးအားသွင်းတဲ့ဆက်တို့ကြားမရရာတို့တစ်ခုခုကြောက်လို့ပေါ့နော်အလုံးလုံးနေနေလို့အိမ်ပြင်းနေပြက်စီမီးပြက်သွားလို့ အခက်အခဲကြီးကြီးမားမားကြုံလို့ရှိရင်တို့ကပလေးကိုဆက်သွယ်ပါတဲ့တခါတဲ့ဝမ်ဝမ် emergency phone 112ကိုဆက်သွယ်ပါတခါလေးပြေးထားတာတော့အနေထားရပုံမှန်ဆိုရင်အိမ်ထဲမှာတခုခုဖြစ်လို့ရှိရင်တော့မှကျမ်းမာရဖြစ်ရင်ဆဲလို့သွားအိမ်ပြင်ဆင်းနေဖြစ်ရင်အကုန်မျိုးသွားဒါပေမဲ့အဲ့ဒါတွေကိုကြော်ပြီးတော့သွားဘယ်သွားလဲဆိုတော့အရေးပေါ်ကယ်ဆယ်ရေးစခန်းကိုသွားတာပလေးရှိကိုသွားသွားတာ တော့ဒါကဆက်သွယ်ရေးစနစ်ကိုစအကောင်တယ်ပေါ့အရေးပေါ်အခြေအနေမှာဘာလို့အောင်လဲဆိုစပြီးတော့တင်ကြတာလို့ကျွန်တော်လေ့ကျင့်တာတော့ကျွန်တော်နားတယ်ဟုတ်ပြီအဲ့တော့ကိုတေးတေးဟို TV screen မှာပေါ့နော် computer screen မှာကပါပါလေအဲ့ဒီမှာဒါအစိုးရညွှန်ကြားချက်လားအဲဒါကကာဂိုရေးဝန်ကြီးဌာနကထုတ်ထားတဲ့အရေးပေါ်အခြေအနေမှာ82နှစ်ပြည့်ပြီးမှအသုံးပြုမဲ့ရေရဲ့အရေးပေါ်စေပစ္စည်းရဲ့ မိမိ300ဆေးရယ်အသုံးပြုမဲ့ငွေကြီးနည်းငယ်မှတ်စုစာအုပ်ရယ်လက်နိတမီရယ်ဘက်ထရီရယ်ဒါရေဒီယိုရယ်ဒါစဝါချုပ်ဘက်ဆောင်လေးရယ်ပြီးလို့ပြည်စားတော့ဆရာနည်းငယ်အဲ့ဒါ82နှစ်တာကြီးသုံးလို့ရဖို့အတွက်အရေးပေါ်အိတ်ကလေးအသေးလေးနောက်နောက်တစ်ခုကနယ်စနေနိုင်ငံမှာအเจ้าကြီးအားလုံးကတင်ထားတာတခုရှိတယ် အဲ့ဒါကဘာလဲဆိုလို့ရှိရင်네덜란드နိုင်ငံမှာ네덜란드နိုင်ငံဟာရေအောက်မှာတည်ဆောက်ထားတဲ့အတွက်ကြောင့်အရေးပေါ်အခြေအနေရေမြုပ်ခြင်းနဲ့လမ်းခရီးတက်တော့ခြင်းဖြစ်နိုင်တဲ့အတွက်ကြောင့်ကျောင်းသားတိုင်းကျောင်းသားတိုင်းကိုရေကူးတာမယ်ဆွေးစည်းတာမယ်အရေးပေါ်ရိတ်ခါရှိရမယ်ဆိုသင်္ကန်းလာတွေးထားပြီးတာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်သူတို့နိုင်ငံမှာကြီးကြီးကျယ်ကျယ်ပဲပြောကြရမလို့အထိတ်တလန့်လည်းမဖြစ်ကြဘူးအရေးပေါ်အခြေအနေမှာဘာလုပ်ရမလဲဘယ်သွားရမလဲသူက အခြေခံတင်နာပြိပိတာဖြစ်လို့သူတို့ကြာညွန်ကြားကြနားထောင်ကျွန်တော်တို့အေးစင်းနားမှာလိုက်ပါလိုက်တော့သူတို့ရှိမှာတက်မြက်တဲ့ပညာရှင်တွေတွားတင်တဲ့လူအကုန်လုံးပြီးတော့နိုင်ငံတကာကိုကူညီထောက်ပံ့နေတဲ့နိုင်ငံဖြစ်တဲ့အကြောင်းစစ်ရေးနဲ့ပတ်သက်တဲ့အတွေ့အကြုံဒုက္ခဇဉ်နဲ့ပတ်သက်တဲ့အတွေ့အကြုံသူတို့မှာအများကြီးရှိတယ်အဲဒီအတွေ့အကြုံတွေပေါ်ကနေမူတည်တော့နယ်လင်ပြည်မှာနေထိုင်တဲ့လူတွေကိုဘယ်လိုလုံခြုံအောင်ထားမလဲဒီမှာပြင်မလဲဆိုတဲ့စီမံချက်တွေကကျွန်တော်တို့နမူနာယူဖို့ကောင်းပါဟုတ်ကဲ့ အဲ့တော့အကူအကမီးဖြတ်မယ်ဆိုတဲ့ drill ပေါ့နော်လေ့ကျင့်ခန်းလုပ်မယ်အပြင်တခြားရောတခြားပါဟိုတနေရောက်ထွက်ပြေးသွားတာတို့ပါလို့အဲ့ဒါတွေပါပါလားဘာတွေပါသေးလဲအဲ့ဒီအဆင့်တော့မရောက်သေးဘူးအဲ့ဒီအဆင့်မရောက်သေးဘူးဆိုတော့ကျွန်တော်တွေကလောလောဆယ်ဖြစ်နေတဲ့ဟလာဟလာ Israel နဲ့ Iran စစ်ပွဲနဲ့ယူကရိန်းနဲ့ရုရှားစစ်ပွဲကအဓိကဖြစ်တဲ့အနေအထားကြည့်ရတာ drone နဲ့ missile နဲ့ပဲရှိနေတယ် တော့ကျွန်တော်ထင်တယ်သူတို့လည်းအဲ့ဒီအခြေအနေကတွက်တယ်ထင်တယ်ကြည့်ရတာဘာလို့ဆိုစစ်ပွဲကဒီပုံစံမှလာဖြစ်ခဲ့လို့ရှင်ဟုတ်ကဲ့အခုလိုမျိုး drive ပေါ့နော်လေ့ကျင့်ခန်းလုပ်တာပြီးခဲ့တဲ့မကြသေးခင်ကကျွန်တော်ဂျာမနီတို့ပိုလန်တို့ဟိုဆွီဒင်အဲနော်ဝေတို့မှာကျွန်တော်ကြားတယ်နော်အခုတော့နယ်သာလန်မှာလာပြီဆိုတော့ခုနကကိုထိတ်တင်ပြောတာနယ်သာလန်နေတိုးဥက္ကဋ္ဌနယ်သာလန်ဝန်ကြီးချုပ်ပေါ့နော်ဥဆောင်နေရဆိုတော့ဒါကတခုပေါ့ဒါအပြင်ဒီရုရှားနဲ့ပတ်သက်ပြီးတော့ဟိုဘလို့ချိတ်ဆက်မှုတွေရှိလို့ဟိုစိုးရိမ်တာလဲဟိုနယ်သာလန်ကလေ ခုနဥက္ကဋ္ဌဖြစ်တာတခုပေါ့အဲ့ဒီပြင်တခြားစိုးရင်ဇာနေသာလန်ကဘာ၄ရှိနေလို့လဲတခြားစိုးရင်ဇာကအရင်တော့ကရုရှားထောက်လိုင်း KGB ကပူတင်ကိုမကြိုက်လို့ပြေးလာတယ်ရုရှားရဲ့အောက်လိုက်ရှိတယ်အဲ့ဒါတော့နောက်တစ်ခုကနယ်သမင်းနိုင်ငံလူတွေကအဖိုးကြီးတွေကရုရှားအမျိုးကော်ပါလေးကိုခေါ်ပြီးတော့လက်ထပ်ပြောယူထားတယ်ရုရှားအမျိုးသမီးတွေအောက်လိုက်ရှိရတယ် ဒီကနေ့ပူတင်ရနေလို့ဆိုပြဲယူနေရပြန်လဲတီဆောက်ရင်းဆိုတဲ့စီမံချက်နဲ့ယူကရိန်းကိုတိုက်တဲ့အခါမှာအဲ့ဒီပူတင်ကိုမကြိုက်ဘူးဆိုတဲ့ရုရှားအုပ်ကြီးကပူတင်ပဲပြန်ရမှာအော်ဒီကောင်တွေကိုအခုလိုလိုချင်းကျွန်တော်တို့ကအကုန်လုံးက wash လုပ်သွားတဲ့ဒီကောင်ကိုပြန်ရအောင်ပါဘူးဆိုတော့ဘာလို့ဆိုတော့ရန်လူကကိုယ်ထဲမှာရောက်လာပြီးတော့ကျွန်တော်တို့ယူဆလို့ရစပါနေနေနဲ့မှာရှိနေတယ်အဲ့ဒီတောင်းလို့ down ရှိအောင်လို့သူကလေ့လာရမှာပဲကျွန်တော်တို့စုံစမ်းရမှာပဲအဲ့တော့ဒီနေရာမှာတော့ အနောက်နိုင်ငံကတတိယပါတီစနစ်ပေါ့နော်အဲ့တော့လူတိုင်းလူတိုင်းဟာကံရရှိလို့ရှင်တက်ဆိုင်ရအကြောင်းကြားလို့ရတိုင်ကြားလို့ရဟုတ်ကဲ့အခု drill လုပ်မဲ့ကိစ္စနဲ့ပတ်သက်ပြီးဗမာတွေကြားမှာနေတယ်လမှာရှိတဲ့မြန်မာຫນွေဘွားတွေကြားမှာဟောဘာတွေပြောဆိုမှုရှိလဲဘာတွေစိုးရိမ်မှုရှိနေကြလဲကြာအဲ့ဒါလည်းသိလို့ပါတယ်အာနေတယ်လမှာကျွန်တော်တို့ကဟိုမြန်မာနိုင်ငံသားတွေနဲ့ပတ်သက်ပြီး community တို့ network ရှိပါတယ် ဟောရမုံမွေလဲရှာတယ်ဆိုတော့ကျွန်တော်တလားတစ်ခါ network ရှိတယ်ကျွန်တော် upper tier network ရှိတယ်အဲ့ network ကနေတော့နည်းနည်းနည်းဘယ်မြို့မှာဘာ information တွေ့ရဆိုတော့ကျွန်တော်တို့အနေနဲ့နားထောင်တယ်နားထောင်ပြီးတဲ့အခါမှာကျွန်တော်တို့အသက်ကြီးတဲ့လူတွေရှိပါတယ်အတွေ့အကြုံရှိတဲ့လူတွေကပြန်ပြီးတော့မှကျွန်တော်တို့ဆွေးနွေးပြီးတော့မှမြန်မာနိုင်ငံသားတွေပဲဘာလို့တင်လဲဆိုတော့ကျွန်တော်အနေနဲ့အကြံဉာဏ်ပေးပြီးတော့မှတိုင်မလေးရှိကြပါတယ်အဲ့ဒီတော့ကြောင့်မလဲအားလုံးကထိတ်မှမတော့အောင်လို့ ပြင်ဆင်တဲ့ကားကြီးပြင်ဆင်တာတော့အများအားကျွန်တော်တို့ information တွေတာပါဖြစ်တယ်။အဲ့တော့ဒီနေရာမှာကျွန်တော်တို့ကဘာကိုပို့ပြီးတော့ view ဆ ਾਇ ရလဲဆိုတော့ကျွန်တော်တို့အရင်ကဘူးကြော်မိုးထွန်းလုတ်ကြံတပ်ဖြတ်ရေးမှာအင်္ဂလန်နဲ့နယ်သာလန်ကတယောက်စီပါတယ်ဆိုတော့သတင်းရတဲ့အချိန်အနည်းစပြီးတော့ကျွန်တော်တို့နယ်သာလန်မှာစိုက်တာခွဲပါတယ်။ဘယ်သူဟာဦးမော်ဦးကြော်မိုးထွန်းကိုလုတ်ကြံနိုင်တဲ့အုပ်စုဖြစ်လဲဆိုတော့ကျွန်တော်တို့အမြင်နဲ့ကံနေရတဲ့ကြည့်ပါ။ဘာကြောင့်လဲဆိုတော့ ်ဦးကျော်မိုးထွန်းကိုလုတ်ကြံတက်ဖြတ်ဖို့စီခိုင်းတာကအစကစဒီနေ့အစကစကရုရှားနဲ့စီရင်မဟာမိတ်လုပ်ထားတဲ့အခါကျတော့တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်နယ်သလင်နိုင်ငံရဲ့ဂျန်လူပါလေစကစဖြစ်လာတော့မှာအဲ့ဒီအပေါ်မှာကျွန်တော်တို့သတိထားဖို့မြန်မာနိုင်ငံသားတွေစကစရဲ့မဟာမိတ်လုပ်ပါလားနယ်သလင်ရဲ့မဟာမိတ်လုပ်လားဆိုတော့ကျွန်တော်ကြည်ညာပါသတိပေးလို့ပါမယ် ခင်ဗျားတို့ supply အဖြစ်နဲ့ဖန်ခံတည်ထားပါဟုတ်ပြီအဲ့တော့ကိုထေးတင်ကပုံမှန်မိုးလေဝသအကျဉ်းချာနေတော့အခုရေးပေါ်အခြေအနေလေ့ကျင့်ခန်းတွေလုပ်ဖို့ရှိတယ်ဟိုတကယ်တော့မဖြစ်သေးဘူးပေါ့နော်ဒီအခြေအနေမှာအလုပ်တွေများနေမှာပေါ့မိုးလေဝသတွေရောဆက်လက်တင်ပြနိုင်မှုရှိမလားခဏရနားထားဖို့ရှိလားအဲ့ဒါလေးလည်းအများပြည်သိအောင်ပြောပြပေးပါဦးကျွန်တော်ပြီးခဲ့တဲ့နှစ်ရက်၃ရက်ကကျွန်တော်တောင်းချောက်ပြောပါတယ်မြန်မာပြည်ဟာသဘာဝဘေးအန္တရာယ် ရင်ဆိုင်နေရတဲ့အချိန်ရောက်နေပြီကြိုတင်တင်ဆင်ကြပါလို့ကျွန်တော်ပြောပါတယ်ထို့အတူပဲဘယ်လိုထူးရမှုတွေလဲကျွန်တော်နှစ်ရက်ကြာသုံးရက်တခါတင်ပြနေပါတယ်ဆက်လက်ပြီးတော့ကျွန်တော်တင်ပြမှာပါတဘာဝဘေးအန္တရာယ်ကိုထိတဲ့အခါကျမှငါတော့ထိပြီးလို့မဖြစ်အောင်လို့အတွက်ကျွန်တော်တို့ကတော့ကိုယ်ပြထွင်းနေအောင်ပြင်ကြိုးစားပြီးတော့တတိပေးနေပါတယ် စစ်ပွဲမပြည့်မချင်းတော့ကျွန်တော်ကဗမာပြည်အတွက်ကျွန်တော်လုပ်ပေးနေမှာပဲတကယ်လို့စစ်ပွဲပြည့်လို့အင်တာနက်မရှိတဲ့စင်တော့မတနိုင်ဘူးပေါ့ဗျာနော်အဲ့ဒါတော့ကုသတံပေါ့ကျွန်တော်တို့ကတော့ဗမာပြည်အတွက်လုံးမှာတော့ဟိုတာနိဒံချထားတာဆိုတော့36မြေလည်းရှိပါဘူးအဲ့တော့ဆက်လုံးမှာအဲဒါမဲ့လုံးလို့များတော့ဘူးအင်တာနက်လည်းမရှိတော့ဘူးလူလည်းတေးဝိုင်းတော့တတ်နိုင်ဘူးပေါ့ဗျာဟုတ်ပြီကိုထင်းနဲ့ကျေးဇူးများကြီးတင်ပါတယ်အခု네덜란드မှာကျွန်တော်တို့စီရေးအတွက်ပြင်ဆင်နေတဲ့လေ့ကျင့်ခန်းတွေလောရမယ့်အခြေအနေကိုရှင်းပြရင်းနဲ့ ဟိုမိုးလေဝသအကြောင်းလေးလည်းအခုလိုပြောပြတဲ့အတွက်ကိုကျေးဇူးထူးတင်ပါတယ်ဂုတ်လက်ပါကံကောင်းပါစေဗျာနော်ဟုတ်ကဲ့လားကျေးဇူးတင်ပါတယ်ဗမာပြည်သားအားလုံးကိုဆက်နေနိုင်အောင်ဟုတ်ကဲ့ပါဗျာ